မင်းသားအဖေဖြစ်ပြီးမယ်အမှုပညာသမားအချင်းချင်းလက်တလုံးချလောက်တာကိုခံနေရလို့ဒေါကန်နေတဲ့လူချမ်းကိုကိုဦးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ကိုကိုဦးကတော့လူချမ်းတယောက်ဖြစ်ပြီးမယ်ဝယ်စားစင်ရင်မောကမင်းသားရှုံးလောက်တဲ့အထိပြင်ဆင်တတ်သူတယောက်လည်းဖြစ်ပါတယ်သူကတကက်တခါမှလူချမ်းတယောက်အနေနဲ့ရုပ်ရှင်ဇာတ်ကားများစွာမှပါဝင်ရိုက်ကူးခဲ့ရတဲ့အထိနာမည်ကြီးခဲ့သူတယောက်လည်းဖြစ်ပါတယ်အနုပညာနယ်ပယ်မှာလူကျန်းတွေအများအပြားရှိကြပေမဲ့ကိုကိုကတော့အနုပညာလောကမှာရော ပရိသတ်တွေချမှာပါနံပါတ်တစ်လုံးနဲ့ယက်တီနိုင်သူတအုပ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်လူကျန်းတွေဘလောက်များများတခက်တခါမှာတော့ကိုကိုဦးကဇက်ကားတိုင်းမှာမပါမဖြစ်အနေနဲ့နံပါတ်ကြီးခဲ့သူလည်းဖြစ်ပါတယ်ဇက်ကားတိုင်းလိုလိုမှာမပါမဖြစ်ဖြစ်ခဲ့တဲ့ကိုကိုဦးကအခုနောက်ပိုင်းမှာဇက်ကားတွေအရိုက်ကျေးလာခဲ့ပါပြီပရိသတ်တွေကတော့ကိုကိုဦးခင်မဟုတ်တော့လို့ဇက်ကားအရိုက်နေသွားခဲ့တယ်ထင်ခဲ့ပြီးမယ်တကယ်တမ်းကတော့အဲ့ဒီလိုမဟုတ်ပါဘူးကိုကိုဦးကလူကျန်းတယောက်နေရာကနေရိုက်ကူဖို့အခုထိကံလန့်ခံနေရပြီးမယ် သူကိုယ်တိုင်ကရိုက်ကူးဖို့ကိုတေချာတွေးတောနေလို့လို့ဆိုပါတယ်။သူကအမှုပညာကိုဝါသနာပါလို့ဒီအသက်ရွယ်ထိစကားတွေရိုက်ကူးခြင်းမိမဲ့အမှုပညာသမားတွေကြောင့်စကားတွေအရိုက်ကျဲသွားခဲ့တာလည်းဖြစ်ပါတယ်။ကိုကိုဦးကလူကျန်းတယောက်ဖြစ်ပေမဲ့မင်းသားတယောက်ရဲ့အဖေဆိုရင်လည်းမမပါဘူး။ဒါဖြစ်သူတီဟာအောင်ကအမှုပညာလောကမှာမင်းသားတယောက်အနေနဲ့စကားတွေရိုက်နေရတယ်လို့အမှုပညာလှူရှားမှုတွေများစွာလုပ်နေရတဲ့အထီးအောင်မြင်နေရလည်းဖြစ်ပါတယ်။သူကလူကျန်းတယောက်အနေနဲ့လည်းအောင်မြင်ခဲ့တယ်လို့ တားဖြစ်သူကပါမင်းသားတယောက်ဖြစ်နေပြီမယ်။အနုပညာသမားအချင်းချင်းနှိမ်ညင်ကြတာမို့သူအနေနဲ့ဒေါကန်နေခဲ့ပြီလည်းဖြစ်ပါတယ်။နှိမ်ချင်လို့သာနှိမ်နေကြပြီမယ်။ကိုကိုဦးရဲ့ပုံစံကလူချမ်းတယောက်နဲ့ကိုမတူတာပါ။သူကတခြားဆက်ဖို့ရလူချမ်းတွေလိုမျိုးရှူတင်ရောက်တာနဲ့ဖြစ်တယ်လို့မနေတတ်တဲ့သူမျိုးပါ။သူကိုကြည့်လိုက်တာနဲ့မင်းသားလားထင်အောင်လမ်းပြနေအောင်ဝက်စားတတ်တယ်လို့ရှူတင်လာလို့ထိုင်ရင်တော့တွေ့ကြရနေရာမထိုင်မဲသူခုံလေးနဲ့သူတိတိတန့်တန့်နေတဲ့အထီးပါပဲ။ ူကျန်တယောက်ဖြစ်ပြီးမယ်ကိုယ့်ရဲ့ရုပ်ကိုကိုမြင်ထားတဲ့အထိနေနေပြီးမယ်နှိမ်ညင်တဲ့လူတွေကအခုထိရှိနေဆဲလဲဖြစ်ပါတယ်အခုကအနုပညာသမားတွေကစပ်ဖို့စက်ရံတွေကိုစီးနှိမ်ကျင်ကြတဲ့အပြင်ပါစနယ်အရာပါနှိမ်ကျင်ကြတာမို့အနုပညာအလုပ်ဆက်မလုပ်ကြတဲ့စပ်ဖို့တွေလည်းအနေနဲ့အများရှိကြပါတယ်ကိုကိုဦးကတော့အနုပညာလောကကနေဆွန်ခွာလိုက်တာမဟုတ်ပေမဲ့သူကအစအစအရာရာနှိမ်ကျင်ကြတဲ့လူတွေကြောင့်ဇကားတွေအရိုက်ကျဲသွားရတာလည်းဖြစ်ပါတယ်နမတလုံးနဲ့ယက်တီနေတဲ့လူကျန်တယောက်ဖြစ်ပြီးမယ်ရုပ်ရှင်ရိုက်ဖို့လာငှားရင် ဈေးကိုတန်ရာတန်ကြီးမပေးကျင်ကြတာမျိုးကပိုများပါတယ်။လာငားလိုက်တာနဲ့ဘတ်ဂျက်ကနည်းလို့ဆိုပြီးဈေးကိုမတရားဆဲကြတာလည်းဖြစ်ပါတယ်။မငားခင်မှာပြောထားရင်တစီအွန်စင်းပုံရောက်ရင်ဈေးကတမျိုးထပ်ပြောင်းပြီးလျှော့ခိုင်းတယ်လို့ရိုက်လို့ပြီးရင်ဒါပဲယူဆိုတဲ့လူမျိုးတွေနဲ့ကြုံနေရတာမို့စိတ်ပြတ်နေတာကတော့အသေးချာပါပဲ။ရုပ်ရှင်တကားရိုက်ရင်တသိန်းလောက်တောင်မပေးကျင်တဲ့လူနဲ့ကြုံရတယ်လို့ဒီတစ်ခါကိုလျှော့လိုက် နောက်တစ်ခါမှပိုယူဆိုပြီးအချို့သက်ပြောတဲ့လူတွေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အမှုပညာသမားအချင်းချင်းရဲ့နှိမ်တဲ့ပုံစံကဒါနဲ့တည်းမပြီးပါဘူး။ရှူတင်ရောက်တာနဲ့မှန်ရွှေ့ခိုင်းခြင်းသလိုတခုခုခိုင်းခြင်းသလိုပုံစံတွေနဲ့ကြုံရတာမို့ကိုကိုဦးကတော့လူတွေကိုစိတ်ပြတ်နေပြီလို့ဆိုပါရယ်။ဗကြံနေလို့ဆိုပြီးဇက်ဖို့တွေလူချမ်းတွေကိုအတင်းလျှော်ခိုင်းနေပြီမယ်။မင်းသားမင်းသမီးတွေကြတော့တောင်းနေကြပြီးခါရနေရမို့သူအနေနဲ့ဒေါသထွက်နေရတာလည်းဖြစ်ပါရယ်။ဇက်ဖို့တွေလူချမ်းတွေဆိုရင်နှိမ်ညင်ကြတဲ့အမှုပညာသမားတွေကြောင့်သူကအမှုပညာလောက်ရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့မရိုက်တော့ဘူးလို့ဆိုပါရယ်။ ကိုကိုဦးကတော့စကားရိုက်မှထမင်းစားရမယ့်အနေအထားမျိုးမဟုတ်တော့တာမို့သူကိုတန်ရာတန်ကြီးပေးပြီးရိုက်မဲ့လူတွေနဲ့သာအမှုပညာလုပ်တွေဆက်လုပ်ဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။စကားတွေအရိုက်ကျင်းနေလေကိုယ့်ရဲ့အမှုပညာကိုတန်ဖိုးထားတာမို့အနိုင်မခံတော့ဘူးဆိုပြီးပြပြတတပြောဆိုလာခဲ့ပြီးလည်းဖြစ်ပါတယ်။အတန်ငယ်ပြီမယ် CEO တယောက်အနေနဲ့ယက်တီနေနိုင်ပြီဖြစ်တဲ့အလာမေဟောင်းဟန်သည်ပြည်သက်များအလုံးမဲ့မင်္ဂလာပါရှင် ။ဟန်ဒီကတော့အသက်ငယ်ပြီးမဲ့အရေးချင်းရှိတဲ့အလာမယ်တရားအနေနဲ့ပြိသက်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့သူတယောက်ဖြစ်ပါတယ်။ဟန်ဒီကအမှုပညာလောကကိုအလာမယ်တရားအနေနဲ့ဝင်ရောက်လာခဲ့သူတယောက်လည်းဖြစ်ပါတယ်။အသက်15နှစ်အရွယ်ကလေးကအလာမယ်လောကတွေကိုဝင်ရောက်ခဲ့သလိုနိုင်ငံတကာပွဲတွေထိလည်းအကောင်းဆုံးဖြစ်အောင်ရှင်ပြိုင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။အန်ဒီကအလမေပိုင်းနဲ့ပတ်သက်ရင်အတွေ့အကြုံများကြီးရှိပါတယ်။ပေကျန်လောကမှာပွဲပေါင်း၉ပွဲလောက်ပြိုင်ခဲ့ပြီးပြိသက်အားပေးမှုကိုတခဲနဲ့ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ဟန်ဒီကအလှမဲ့တယောက်အနေနဲ့ပြိသက်အားပေးမှုကိုရပြီးချိန်မှာအနုပညာလောကတွေကိုနောက်ထပ်ခြေလှမ်းအသစ်တွေနဲ့ဝင်လာခဲ့ပြီးမြဲထင်သလောက်မအောင်မြင်တာကတော့သူ့ရဲ့ကံပါပဲဟန်ဒီကအောင်မြင်တဲ့အလှမဲ့တယောက်ဖြစ်ပြီးချိန်မှာမော်ရယ်တယောက်အနေနဲ့အနုပညာအလုပ်တွေလုပ်ခဲ့သလိုအစိုးရတယောက်အနေနဲ့တခြင်းခွေပါထွက်ခဲ့တဲ့အပြင်တရုတ်ဆောင်တယောက်အနေနဲ့ရုပ်ရှင်ဇာတ်ကားပါရဲ့ကူးခဲ့ပါသေးတယ်။သူကတော့ပထမဆုံးတခြင်းအယ်ဘမ်ဖြစ်တဲ့မချစ်တတ်သေးဘူးဆိုတဲ့တခြင်းအယ်ဘမ်ကိုထုတ်ခဲ့ပြီးမြဲပြိသက်တွေကတတိမထားမိခဲ့ကြပါဘူး။ ဟန်ဒီကတော့အဆိုပိုင်းမှာတိတ်မထင်ရှားခဲ့ပေမဲ့တရုတ်ဆောင်ပိုင်းမှာထင်ရှားအောင်ကြိုးစားခဲ့ပေမဲ့လည်းပြိသက်အတိမတ်ပြူတာကိုမခံခဲ့ရတဲ့အခြေအနေပါသူက2016လောက်မှာမင်းသမီးအီချော့ဘူနဲ့အတူအလွမ်းတန်နိုင်ဆိုတဲ့စကားကြီးရိုက်ကူးခဲ့ပြီးမှမအောင်မြင်ခဲ့သလိုတရုတ်ဆောင်တယောက်အနေနဲ့လည်းမရက်တည်နိုင်ခဲ့ပါဘူးဟန်ဒီကတော့အချိန်ချင်းကြိုးစားပေမဲ့အရာမထင်ခဲ့တာကြောင့်အခုဆိုရင်အမှုပညာထက်စီးပွားရေးဘက်ကိုဦးတည်နေပြီလည်းဖြစ်ပါတယ်ဟန်ဒီကတော့အမှုပညာရှင်တယောက်အနေနဲ့အောင်မြင်မှုတွေရအောင် နာမည်ကိုအချိန်ချင်းပြောင်းတဲ့အထိလောက်ခဲ့ပြီးမှအောင်မြင်မှုမရခဲ့ပါဘူးမူလနာမည်ဟန်တီကနေဟန်တီနောက်တစ်ချိန်ဟန်တီကနေဟန်တီကိုပြန်ပြောင်းတဲ့အထိလောက်ခဲ့ပြီးမှအနုပညာပိုင်းမှာအောင်မြင်မှုမရခဲ့တာကြောင့်နောက်ပိုင်းမှာစီးပွားရေးလောကတွေကိုဝင်လာခဲ့တာလည်းဖြစ်ပါတယ်ဟန်တီကအလမဲလောကမှာနာမည်ရတဲ့လူတစ်ယောက်အဖြစ်ရှိပေမဲ့လုပ်ငန်းပိုင်းမှာတော့တစ်ကနေစားခဲ့ရတာမှုအခက်အခဲတွေအများကြီးပါပဲဟန်တီကကိုပိုင်ဆိုင်ဖွင့်တာမဟုတ်ပဲကုမ္ပဏီမှာအလုပ်ဝင်ခဲ့တာပါ ူကအလုတ်ကို assistant manager တယောက်အနေနဲ့ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။လူတော်တော်များများကအောက်ခြေကစားကြပြီးမှဟန်ဒီကအလဲလောက်ကနေစားခဲ့တာမို့လုပ်ငန်းခွင်ထဲမှာတော့မကြည့်သူတွေကအများပြားပါပဲ။သူလှုပ်ရှားဝင်ချိန်မှာအနုပညာသမားကဘာလုပ်တတ်မှလဲဆိုတဲ့အကြည့်တွေမနာလိုတဲ့တံကိုလည်းခန်းစားခဲ့ရတာလည်းဖြစ်ပါတယ်။လုပ်ငန်းခွင်ကလူတွေကဟန်ဒီဆိုတာအနုပညာရှင်လို့သတ်မှတ်ထားသလိုဘာမှမတတ်ဖဲ assistant manager လာလုပ်တဲ့ဆိုပြီးမကြည့်တဲ့အကြည့်တွေနဲ့ကြည်တာခံခဲ့ရပြီမယ်။အခုကတော့အချိန်တွေ လောက်ရက်တွေကတက်သေးပြလာခဲ့ပါပြီ။ဟန်ဒီကအမှုပညာရှင်တယောက်ဖြစ်ပေမဲ့ချီးမိုးမနေပဲအလောက်ကလူတွေကိုသူကအရင်စားခေါ်သလိုသူ့ရဲ့အလုပ်တွေကိုလည်းတာဝန်ကြီးအောင်လုပ်နိုင်ခဲ့တာမို့လုပ်ငန်းခွင်မှာလည်းအဆင်ပြေခဲ့သလိုသူ့လိုချင်တဲ့နေရာကိုလည်းရောက်လာခဲ့တာလို့ဆိုပါရယ်။ဟန်ဒီကတာမန်ဝန်ထမ်းတွေလိုပဲမနက်9နာရီကနေ9နာရီအထိအလုပ်လုပ်ရတာမို့ပင်မနာရီရှိသလိုအမှုပညာဘက်ကလည်းအာရုံမဆိုင်နိုင်တော့ပါဘူး။သူကအားလည်းရမှာပွဲပြီးကြောင်ညာတချို့လက္ခဏာကလွဲရင် ကျန်တဲ့အချိန်တွေကိုအလုပ်ထဲမှာသာနှိမ့်ညွှန်ထားတာပါ။အန်တီက assistant manager ဘဝနဲ့မတင်းတိမ်နိုင်တာမို့လုပ်ငန်းခွင်မှာလိုအပ်တဲ့ပညာတွေကိုအပြည့်ဖြစ်နေခဲ့တာကြောင့်အခုဆိုရင် CEO ကိုတယောက်တောင်ဖြစ်ခွင့်ရတော့မှလည်းဖြစ်ပါရယ်။သူရဲ့အရေးချင်းလုံနိုင်စွမ်းကိုသဘောကျခဲ့တာမို့အခုဆိုရင် CEO ကိုတယောက်အနေနဲ့လုပ်ငန်းတွေကိုတာဝန်ယူဆောင်ရွက်ခွင့်ရတော့မှလည်းဖြစ်ပါရယ်။ဟန်တီကတော့အမှုပညာမှာထင်သလုံဖြစ်မလာခဲ့ပေမယ့်စီးပွားရေးမှာတော့သူစူးစမ်းရင်စူးစမ်းသလောက်အရာထင်ခဲ့ပြီလည်းဖြစ်ပါရယ်။ အသက်20ကျော်အရွယ်မှာပဲကိုပိုင်ရေချင်းနဲ့တောက်ပနိုင်ခဲ့တာမို့ပရိသတ်တွေကလည်းဝိုင်းမီချီးကျူးနေကြပြီလည်းဖြစ်ပါတယ်။ကြားလိုက်တခုလုံးလို့ရတဲ့အထိမေဆွေရဲ့အမတ်တရားပစ္စည်းတွေကို240ကျော်အောင်စုဆောင်းပေးခဲ့တဲ့ Biffan တူပြိသက်များလုံးမဲမင်္ဂလာပါရှင် အနုပညာရှင်တိုင်းမှာ Biffan တွေရှိကြပြီမဲအခုပြောပြပေးသွားမယ့်အစိုးရမေဆွေရဲ့ဖန်ကိုတော့မိမာမဟုတ်တော့ပါဘူးနော် ဖန်တော်တော်များများကသူတို့ချစ်တဲ့အမှုပညာရှင်ကိုအားပေးတာတွေဘေးနားကနေ supporting ပေးတာတွေရှိပေမဲ့မေဆူရဲ့ဖန်ကတော့အားလုံးထပ်ထူပါတယ်မေဆူရဲ့ big fan တစ်ယောက်ဖြစ်တဲ့ဝီယန်ထက်ကတော့သူရဲ့အိမ်ကိုမေဆူရဲ့အိမ်လားဆိုပြီးမရလောက်တဲ့အထီကိုတအိမ်လုံးမှာမေဆူကနေရာယူထားတာလည်းဖြစ်ပါတယ်ဝီယန်ထက်ကတော့အဆူရောမေဆူကို6တန်းအရွယ်တဲကအားပေးလာသူတယောက်ပါသူကအခုထိလည်းမေဆူကိုအားပေးနေသေးလေဖြစ်ပါတယ်သူကမေဆူကိုဘလောက်ချစ်လဲဘလောက်ထိအယူတလဲဆိုတာသူစူးစမ်းထားတဲ့ပစ္စည်းတွေကတက်သေးပါပဲ ဝေယံထက်ကမေဆွေရဲ့အနုပညာကိုချင်းမြန်လို့သူတယောက်လည်းဖြစ်ပါတယ်။သူကမေဆွေကိုဘလောက်ထိအားပေးလဲဆိုရင်သူ့စီမဆူဆောင်းထားတဲ့မေဆွေရဲ့ဓာတ်ပုံတွေ၊ဂျာနယ်တွေ၊အခွေတွေကပြတိုက်ဖွင့်လို့ရလောက်တဲ့အထီးကိုများပြနေကြတာပါ။ဝေယံထက်က6တန်းနဲ့အရွယ်တွေကမေဆွေပုံပါတဲ့ဂျာနယ်တွေ၊မဂ္ဂဇင်းတွေကိုစူးစောင်းခဲ့တာယနေ့ထိတိုင်အောင်ပါပဲ။သူကပြက်ကလေးဆိုရင်လည်းမေဆွေပုံပါမှာအခွေတွေ၊တခြင်းတွေဝေယံအောင်မေဆွေပိုစတာမပေးတဲ့စိုင်းစုံမဝဲတဲ့အထီးပါပဲ။ သူကမင်းရှိကိုဘလောက်ထိကြိုက်လဲဆိုရင်ပုံတပုံတွေ့တာနဲ့ဘယ်ပွဲကိုသွားတဲ့ပုံဘယ်ဇက်ကားမှဝတ်တဲ့အင်ကြီးဆိုပြီးတံပြောနိုင်တဲ့အထီးပါပဲသူမမွေးခင်ကတည်းကထွက်ခဲ့တဲ့မင်းရှိရဲ့ဇက်ကားရိမဂဇင်းတွေဆိုရင်လည်းအခုထိရှာဖွေစုဆောင်းနေစေလဲဖြစ်ပါတယ်ဝီယန်ထက်ကမင်းရှိပုံတွေကိုလည်းစုဆောင်းထပ်တယ်လို့နာမည်ပါရင်တော့ဖျက်ပြီးတိတ်ထားတဲ့အထီးပါပဲသူကပေါ်ပင်ဖြစ်ချင်ုံနဲ့ပြီးစလဲတိတ်ထားတာမဟုတ်ဘဲလွန်ခဲ့တဲ့နှစ်30ကျော်ကစားရက်တွေဓာတ်ပုံတွေကအခုထိအကောင်းတိုင်းရှိနေစေလဲဖြစ်ပါတယ် သူ့ရဲ့အင်ကိုဝင်လိုက်တာနဲ့အဆူရောမေဆူရဲ့အင်လာသူ့ရဲ့အင်လာဆိုပြီးမှားလောက်တဲ့အထီကိုဖျက်သွားစီမှာပါအင်ကိုစာဝင်လိုက်တာနဲ့မှန်မောင်နေတဲ့ချိန်ထားတဲ့မေဆူရဲ့ဓာတ်ပုံတွေကအပြေပါပဲသူ့တအင်လုံးရဲ့နေရအပြေကိုမေဆူကနေရယူထားတာလည်းဖြစ်ပါတယ်သူစုဆောင်းထားတဲ့မေဆူရဲ့ဓာတ်ပုံပိုစတာသတင်းဓာတ်ပုံတွေကခံမှန်းချီပုံပေါင်း6000ကျော်လောက်ထိရှိပါတယ်သူ့ရဲ့စုဆောင်းမှုကအဲ့ဒါနဲ့မပြီးပါဘူးတချင်းခွေဆိုရင်လည်း200ကျော်လောက်ထိရှိတယ်လို့ဆိုပါတယ်။မေဆွေကတချင်းအခွေ360ကျော်လောက်ထုတ်ထားတဲ့အထက်ကနေ သူက200ကျော်ကိုရှာဖွေစုဆောင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝေယံထက်ကမေဆွိနဲ့ပတ်သက်တာတွေကိုအခုထိစုဆောင်းနေသလိုတက်လာတဲ့အင်တာဗျူးတိုင်းကိုလည်းမလွတ်တမ်းအားပေးနေစေဖြစ်ပါတယ်။မေဆွိကအင်တာဗျူးတချို့မှာသူရုပ်ရှင်ရိုက်ထားတာ ကားပေါင်း20ဆိုပြီးပြောရင်တော့ဝေယံထက်ကမကြိုက်ပါဘူး။ဝေယံထက်ကတော့မေဆွိရဲ့အမှတ်တရတွေကိုအကုန်သိနေတာမို့ရိုက်ထားတာကားပေါင်း80ရှိတယ်လို့ဆိုပါတယ်။သူကမေဆွိနဲ့ပတ်သက်ရင်ဘယ်ရာကိုမှပေါ်ပြပြတ်မတွေ့ပဲအလေးနက်ထားသူတယောက်လည်းဖြစ်ပါတယ်။အိမ်မှာမိုးရိပ်အရင်ရွာပြီးယူရင်တော့ အင်ကတီဗီမအုပ်ပဲမေဆူရဲ့အမတ်တရပစ္စည်းတွေကိုသွားသိမ်းတဲ့အထီးပါပဲ။ဝေယံထက်ကတော့တခြားဖန်တွေထပ်ပို့ပြီးထူးခြားသူတယောက်ဆိုတာပရိသတ်တို့မျက်မြင်ပါပဲ။သူကဆယ်လီဖြစ်ချင်လို့အခုလိုရေလုံနေတာလည်းမဟုတ်ပါဘူး။ဘသူကမှရည်ရွယ်ချက်တစ်ခုနဲ့အခုလိုအချိန်ကြာကြီးအမတ်တရပစ္စည်းတွေကိုထိမ့်သိမ်းနိုင်မှလည်းမဟုတ်တလို့ထိမ့်သိမ်းဖို့ကလည်းမလွယ်ပါဘူးနော်။ဝေယံထက်ကသူကြိုက်ရတဲ့အမင်းသမီးအစိုးရတယောက်ဖြစ်တဲ့မေဆူကိုအနုပညာအလုပ်တွေဆက်လုပ်တာမြင်ချင်မိမယ်။အခုလိုအနိုင်ပိုင်းပြီးမလုပ်တော့တာကလည်းကောင်းနေဆိုပြီး သူရဲ့လောက်ရက်တွေကိုထောက်ခံအားပေးနေပြန်ပါတယ်။ဝီယန်ထက်ကအခုချိန်မှာသူရဲ့လောက်ရက်တွေမေဆွေးနဲ့ပတ်သက်တဲ့သူရဲ့အားပေးမှုကိုထုတ်ပြတာကဘာရည်ရွယ်ချက်မှမရှိသလိုနာမည်ကြီးကျယ်လို့လည်းမဟုတ်ဘူးလို့ဆိုပါရယ်။သူကမေဆွေးရဲ့အမှုပညာကိုတန်ဖိုးထားသူတယောက်အနေနဲ့ရက်တီနေရရင်ကိုကျေနပ်နေသူမျိုးပါ။ဝီယန်ထက်ကတော့သူရဲ့လောက်ရက်တွေကိုမေဆွေးကအတိအမှတ်ပြုပေးပြီးအားပေးနေတဲ့ပစ်ဖန်တယောက်ရှိပါလားဆိုပြီးတီးသွားရင်ကိုကျေနပ်တယ်ဆိုပြီးသူရဲ့ခန်းစားချက်တွေကိုထုတ်ပြလာခဲ့ပါရယ်။မေဆွေးကတော့အမှုပညာရှင်တွေထဲမှာ တန်ကောင်းသူတယောက်လိုတော့ပြောလို့ရပါတယ်။အခုလိုမျိုးဆွဲဆွဲမြဲမြဲချစ်ပေးတတဲ့ fan တယောက်ရထားတာသူသိရင်လည်းကျင်းတဲ့ PD ဖြစ်နေမှအသေးချပါပဲနော်။ပရိသတ်တို့ရောအဲ့လိုပုံစံမျိုးနဲ့နှစ်ရှည်လာများချစ်ရမယ်အနည်းပညာရှင်။အိုက်ရောတယောက်ရှိနေကြပြီလားဆိုတော့ပြောခဲ့ပေးပါအောင်နော်။မိခင်ကိုနောက်အိမ်အောင်ပြုဖို့ကိုယ်တိုင်ပဲတိုက်တွန်းပေးခဲ့တဲ့အထိစိတ်ဓာတ်ခိုင်မာတဲ့တရုတ်ဆောင်စနိုးကြီးပြူပရိသတ်များအလုံးမဲမင်္ဂလာပါရှင် စနိုးဂျီဗျူကတော့လူတိုင်းမလုံနိုင်တဲ့အရာကိုလုံနိုင်ခဲ့သူတစ်ယောက်ပါစနိုးဂျီဗျူက broken family ကနေဆင်းသက်လာသူတဦးလည်းဖြစ်ပါတယ်သူ့ရဲ့အဖေနဲ့အမေကသူငယ်ငယ်ကလေးကကွဲကွာခဲ့ပြီးစနိုးကတော့အမေဖြစ်သူနဲ့သာကြည်ပြင်ခဲ့ရသူလည်းဖြစ်ပါတယ်မိဘနှစ်ပါးရင်ညှိမရတဲ့ပြဿနာတွေကြောင့်မိသားစုတစ်ခွဲတစ်ပြားဖြစ်ခဲ့ရပြီးမယ်။စနိုးချီဗျူကတော့လောကကြီးကိုအရှုံးမပေးပါဘူး။ Broken Family ကဆင်းသက်လာတဲ့လူတော်တော်များများကဘဝကိုအရွယ်တိုက်ပြီးနေထိုင်တတ်ကြပြီးမယ်။စနိုးကတော့အဲ့လိုမဟုတ်ပါဘူးနော်။ ူကမိသားစုမှာအခြေခံရတဲ့ကလေးတယောက်ဖြစ်ခဲ့သလိုကိုရိုင်းကလည်းအောင်မြင်တဲ့လမ်းကြောင်းကိုရှောင်လန်းမှုစိတ်ကားထန်ထန်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။စနိုးကအခုဆိုရင်အနုပညာလောကမှာနေရာတနေရာရအောင်ကြိုးစားနေသူလည်းဖြစ်ပါတယ်။စနိုးကြည့်ဖြူကိုတော့ပြိတ္တတို့သိကြမှာပါ။သူကရွှေကြိုတယောက်အဖြစ်လောက်ကန်ခဲ့မှုသလိုသူရိုက်ကူးခဲ့တဲ့ဇလန်တွဲဆိုရင်လည်းပြိတ္တကြာမှာနာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့အထီးပါပဲ။သူကကုထုံးမဲ့အချစ်ဇလန်တွဲမှာသူနာပြူမာလေးတယောက်အနေနဲ့တရုတ်ဆောင်ခွင့်ရခဲ့တာပါ။ သူကဇလန်းထဲမှာဒေါက်တာခမန်ကိုတစ်ဖက်သက်ကြိုက်နေသူလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့စနိုးကို GL တယောက်ပုံစံမျိုးနဲ့ပို့ပြီးသဘောကျပါတယ်။အခုချိန်ဒီလည်းတခြားကောင်လေးတွေနဲ့မရှိပဲမိန်းကလေးအချင်းချင်းရှင့်နေကြတဲ့အထီးပါပဲ။စနိုးကတော့အခုဆိုရင်သူနာပြူမလေးတယောက်အနေနဲ့ပရိသတ်အတိမတ်ပြူတာကိုခံနေရပြီလည်းဖြစ်ပါတယ်။သူကတော့အမှုပညာလောကမှာအောင်မြင်တဲ့တယောက်ဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေစေလည်းဖြစ်ပါတယ်။စနိုးကတခြားလူတွေလိုမျိုးငါက broken family ကလာရဲဆိုပြီးဘဝကိုအရွယ်တိုက်တာတွေ စိုးသွန်းတာမျိုးတွေမရှိဘဲသူ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေသလိုမိခင်ကိုလည်းနားလည်မှုအပြည့်အဝပေးထားတာလည်းဖြစ်ပါတယ်။စနိုးကတော့သူ့ကိုတယောက်တည်းရှာဖွေကြည့်မွေးခဲ့တဲ့မိခင်ကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်နဲ့အိမ်အောင်ပြုဖို့သူ့ကိုယ်တိုင်တိုက်တွန်းခဲ့တဲ့အထီးပါပဲ။စနိုးရဲ့မိခင်ဖြစ်သူကတော့သမီးအရွယ်ရောက်တဲ့အထီးနောက်အိမ်အောင်မပြုခဲ့ပါဘူး။ချေရတဲ့အမျိုးသားတယောက်ရှိပြီးမှသမီးလေးကိုတွေးပြီးလမ်းခွဲဖို့အထီးလုပ်ခဲ့မှုတယ်လို့ဆိုပါရယ်။စနိုးကတော့အမေဖြစ်သူကိုစိတ်ချမ်းသာစေခြင်းလို့သူ့ကိုယ်တိုင်လက်ထပ်ခံခဲ့တာပါ။ အမေရဲ့ချစ်သူအမျိုးသားကလည်းအမေဖြစ်သူကိုမျက်နှာအပြတ်မခံသလိုသူ့အပေါ်မှာလည်းဖခင်မြတ်တာပေးနိုင်သူတယောက်ပါပထွေးတယောက်ဆိုပေမဲ့သူမအပေါ်မှာလည်းအဖေတယောက်လိုချစ်ပေးနိုင်သူတယောက်မို့သူကိုယ်တိုင်လက်ထပ်ဖို့ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ဇနိုးကမိစုံဖဆုံမနေခဲ့ရပေမဲ့ကံကောင်းတဲ့လူတယောက်ပါအမေဖြစ်သူအတွက်တဦးရဲသောတမီးမို့အချစ်ခံရသလိုမိသားစုအတွက်လည်းတဦးရဲသောမြေတဦးရဲသောဒူမမို့ရှယ်ချစ်ခံရသူလည်းဖြစ်ပါတယ်။ဒီထပ်ပေါ်ဤကံကောင်းတာကတော့အမေရဲ့နောက်အိမ်အောင်ကြောင့်လည်းပါပါတယ်။ ကျွန်တို့ကအခုလိုအမှုပညာအလုပ်ကိုလမ်းဖြောင်းဖြောင်းနဲ့လုပ်နိုင်တာအဖေကြောင့်လို့ဆိုပါရစေ။ကျွန်တို့ကအမေရဲ့နောက်အိမ်တော်ကိုအဖေလိုပဲခေါ်တာဖြစ်ပါတယ်။သူအရွယ်ရောက်မှအမေကနောက်အိမ်တော်ပြုခဲ့တာဖြစ်ပေမဲ့ကျွန်တို့ကတော့သူ့ပေါ်ကောင်းတဲ့သူကိုအဖေဆိုပြီးခေါ်ခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တို့ကတော့သူ့အဖေပေးတဲ့ခိုင်လိုင်းတွေကြောင့်ပဲအမှုပညာလမ်းခရီးကိုဖြောင်းဖြောင်းရှောင်လန်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တို့ကအမေဖြစ်သူကိုနောက်ထပ်အိမ်တော်ပြုခိုင်းခဲ့တာမှန်ကန်တဲ့လုပ်ရလို့ဆိုရမှာပါ။အမေတော်လည်းအမိခိုတစ်ခုရတယ်လို့သူ့အတွက်လည်းအဖေအစားထိုးရလိုက်တယ်လို့ပါပဲ။ ။ဇနိုးကတော့မိသားစုထဲမှာလည်းအခြေခံရသလိုပထွေးဖြစ်သူရဲ့မိသားစုကပါသူ့ကိုအရင်ချစ်ပေးကြတာမို့သူ့အတွက်ကတော့ဘာမှလိုအပ်ချက်မရှိတော့ပါဘူးနော်။ကမကောင်းလို့မိသားစုတွေပြိုကွဲကြရပြီမဲ့အခုလိုမျိုးကောင်းတဲ့အရာတွေထပ်ပြီးရောက်လာတာမို့သူအနေနဲ့ပီတိဖြစ်နေမှအသေးချပါပဲအမေနောက်အိမ်အောင်ထူထောင်လို့ပီတိဖြစ်တဲ့အထဲမှာစနိုးကပထမဆုံးဖြစ်နေမှအသေးချပါပဲနော်